လာမယ့်23ရာစုပင်လုံညီလာခံမှာမော်အမျိုးသားပါတီအနေနဲ့ပူပေါင်းပါဝင်ပြီးတော့တိုင်းရင်းသားတွေလိုလားတဲ့အခွင့်အရေးတွေကိုတောင်းဆိုပြီးဖက်ဒရယ်ပြည်ထောင်စုဖြစ်အောင်ပူပေါင်းဆောင်ရွက်မယ်လို့ပြောပါတယ်။ဝနခွာညိုသတင်းပေးပို့ထားတာပါခင်ဗျာ။အိုဂလောက်ချင်းမှာကျင်းပမဲ့23ရာစုပင်လုံညီလာခံမှာမော်အမျိုးသားပါတီအနေနဲ့တိုင်းရင်းသားတွေရဲ့အဓိကလိုလားချက်ဖြစ်တဲ့ကိုပိုင်ပြတ်တက်ကွင်းနဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးပို့ထွက်လာရင်ပူပေါင်းဆောင်ရွက်သွားမယ်လို့ဇူလိုင်လ10ရက်နေ့မော်အမျိုးသားပါတီရဲ့ရန်ကုန်တိုင်းရုံးဖွင့်ပွဲမှာပြောဆိုသွားတာပါ။ ကျွန်တော်ဒီ27ပေလောင်နီလာကံမှာကျွန်တော်တို့ဟိုမြို့ဆောင်ပါတီကလည်းဟိုလက်ရှိ27ပေလောင်နီလာကံမှာပူပေါင်းဆောင်ရွက်တာကိုလောဆောင်ပါမှာပါတယ်ကျွန်တော်လူအချက်တွေတိုင်းသားတွေအဓိကလူအချက်ဖြစ်တဲ့ကိုပိုင်မြပိုင်းခွေရန်သူခွင့်ရေးဖက်ဒရယ်ပြည်ထောင်ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြည်ပေါ်လာအောင်ကျွန်တော်တို့ကလည်းတတ်နိုင်တဲ့ကံကနေပြီးတော့ဘာမှမပူပေါင်းဆောင်ရွက်တော့မယ် ဒါအပြင်လက်ရှိအစိုးရတင်တဲ့နိုင်ငံပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ငင်းငင်းဖို့ဆောင်မှုလုပ်ငန်းတွေမှာ2008ဖွဲ့စုမှုအခြေခံဥပဒေကိုပြင်ဆင်ဖို့လိုအပ်တဲ့အကြောင်းပါတီဥက္ကဋ္ဌကမင်းကွန်းမှာထည့်သွင်းပြောကြားသွားပါတယ်။ဒီရက်တရတွေပါအဲဒီကလူသားဒီမိုဒီခွဲတာရွေးကောက်ဘဝင်တော့ကပထမဆုံးစက်တင်ဘာရွေးကောက်ကထောက်ချက်ဒီမှာရွေးကောက်ဝင်တော့ကကြိုးကြောက်တာရှိပါတယ်။တိတ်ကဥရေဆိုဘူးရေ နှစ်ကချက်အာညဉ့်ရည်တက်တက်ကဘာလဲတောက်ချစ်ဖွဲ့လို့ဒီစင်ကြီးဆိုတော့အခုအဲ့ရတဲ့နေကိုတိတ်ပုံပြီးတော့ညဉ့်ရည်ဆိုတာကလည်းလုံးလုံးမရဘူးဘာလို့ဒီဖွဲ့လို့မပြေလည်တာကလည်းဘာလို့တက်ကဘာလာကကြဘာလို့ညဉ့်ရည်လုံးလုံးမရဘူးဓာတုကြီးကလည်းပြေလို့မရဘူးဖြီးတဲ့ကူကလက်မခံဘူးအဲ့လိုသွားတဲ့ကာလမှာကျတော့2000ချစ်ဖွဲ့သိမှု ခင်ဗျာကာရာပါတို့နိုင်ငံကြီးရုပ်တော်နိုင်မယ်ဒီဘူရီယားတို့နိုင်ငံကြီးကဘာလို့မပြောဘူးငွေအမျိုးသားပါတီကို1988အောက်တိုဘာ6ခုမှာမွန်မျိုးသားဒီမိုကရက်တက်ဦးအမည်နဲ့စတင်ဖွင့်ဆီးခဲ့တာပါ1990ရွှေကောက်ပွဲမှာငားနေရရွေးခံရပြီး1992ခုမှာပါတီယာယီဖျက်သိမ်းခံရပါတယ်2010အထွေထွေရွှေကောက်ပွဲကိုတပိတ်မှောက်ခဲ့ပါတယ်ဒါပေမဲ့2012ခုမှာကြားပြတ်ရွှေကောက်ပွဲဝင်ခဲ့ပေမဲ့ရွေးချယ်ခံခြင်း မရခဲ့ပါဘူး2011ခုလက်ရှိနာမည်ဖြစ်တဲ့မွန်အမျိုးသားပါတီအဖြစ်ပြောင်းလဲခဲ့ပါတယ်2015ခုရွှေကောက်ဝေဝင်တဲ့နေရာမှာမွန်အမျိုးသားပါတီဟာအမျိုးသားလွှတ်တော်မှာတနေရာပြည်နယ်လွှတ်တော်မှာနှစ်နေရာရွေးချယ်ခံထားရပါတယ်ကျွန်တော်ဝန်နာခွန်ရပါ